ကဲတောင်းမျိုးရေလုပ်ငန်းသုံးကိုဆက်ပြီးတော့လေ့လာကြအောင်เนาะလုပ်ငန်းသုံးမှာခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုတဲ့ပြောကြရအောင်တဲ့ဒီခါဒီချေတို့ကခန္ဓာကိုယ်တစ်ခုလုံးပုံပြထားတယ်ပြီးတောင်းတမီတို့ကမြားလေးထိုးထားတဲ့အစိတ်ပိုင်းတွေကဘာတွေလဲဆိုတာကိုတောင်းတမီကပြောပြပြဖြစ်တယ်ဟုတ်ပြီเนาะ အဲ့တော့ရှေ့ပိုင်းပုံရဲ့နောက်ပိုင်းပုံခန္ဓာကိုယ်အစိတ်ပိုင်းမှာမြားလေးထိုးထားတာဘာလေးဖြစ်မလဲဆိုတော့တောက်သမီးတို့ကအမြည်လေးပြောပြအဲ့ဆိုရင်ဒီချေကစပြီးတော့အရှိကိုလှဲ့နေတဲ့နော်ပုံခန္ဓာကိုယ်အစိတ်ပိုင်းကိုစပြီးတော့ပြောကြည့်မယ်နော်ဟုတ်ပြီညာဘက်ကနေစပြီးတော့ပြောမယ်ကဲညာဘက်မှာထိုးထားတာဘာလေးလဲမျက်လုံးဟုတ်တယ်ပြီးရင်ဗဇက် อืมဟုတ်တယ်ပြီးရင်လက်မောင်းပြီးရင်ပေါင်းပြီးရင်ခြေတော့ဟုတ်ပြီဘယ်ဘက်ကိုဆက်သွားမလဲကဲဘယ်ဘက်မှာဆိုရင်မျက်ခုံးနှာခေါင်းရင်ဘက်ဒူးခေါင်းခြေချောင်းလေးဆိုပြီးတော့မြားတွေးထိုးထားတယ်เนาะအဲ့ဒါတွေကိုတောင်းသူမျိုးတွေကပြောတတ်ကြမယ် ခုနတော့ရှေ့မှာရှင်းပြတဲ့အတိုင်းပဲတောက်လိုမျိုးကြီးခန္ဓာကိုယ်ကိုဒီချေတော့ကဘဏ္ဍပိုင်းပိုင်းနာလဲသုံးပိုင်းပိုင်းနာနော်ဟုတ်ပြီဒီချေတော့ခေါင်းပိုင်းဟုတ်ပြီခန္ဓာကိုယ်အပေါ်ပိုင်းပြီးရင်ခန္ဓာကိုယ်အောက်ပိုင်းခေါင်းပိုင်းမှာဆိုရင်ဘာရှိလဲမျက်လုံးရှိမယ်ပါးစပ်ရှိမယ်မျက်ခုံးရှိမယ်နှာခေါင်းရှိမယ်ကဲအဲ့ဆိုရင်ခန္ဓာကိုယ်အပေါ်ပိုင်းမှာဘာရှိလဲ ဟုတ်တယ်ရင်ဘတ်တွေရှိမယ်လမောင်းရှိမယ်ခန္ဓာကိုယ်အောက်ပိုင်းမှာရောဟုတ်တယ်ပေါင်ရှိမယ်ခြေထောက်လေးရှိမယ်ဒူးကောင်းရှိမယ်ခြေချောင်းလေးရှိမယ်ဟုတ်ပြီနော်ဒါကခန္ဓာကိုယ်အရှိပိုင်းကိုဒီရှေ့ကပြောပြအခုခန္ဓာကိုယ်အနောက်ပိုင်းပုံကိုပြောပြနော်ခန္ဓာကိုယ်အနောက်ပိုင်းမှာညာဘက်မှာဆိုရင်ခေါင်းပြီးရင်လယ်ပြင်းပြီးရင်လက်ချောင်းဟုတ်ပြီနော်ခြေထောက်ပြီးရင်ခြေဘွား ကဲဒီဘက်မှာဆိုရင်နရွက်ပခုံးပြီးရင်တရောင်စစ်တင်ဆိုပြီးတော့เนาะတောက်ပြီးတို့အဲ့ဒီများလေးတိုင်းဒီချေကပြောပြပေးတာဖြစ်တယ်เนาะသူလည်းအဲ့တိုင်းပဲခန္ဓာကိုယ်ကို၃ဘိုင်းပိုင်းထားတယ်ခေါင်းပိုင်းရေခန္ဓာကိုယ်အပေါ်ပိုင်းရေခန္ဓာကိုယ်အောက်ပိုင်းเนาะခေါင်းပိုင်းမှာဆိုရင်ဘာကြီးပါလဲဒီချေထပ်ပြောပြပါမယ်ခေါင်းရှိတယ်နရွက်ရှိတယ်မျက်ခုံးရှိတယ်နှစ်ဖူးရှိတယ် ပါဇက်ရှိတယ်နှာခေါင်းရှိတယ်ပြီးရင်လယ်ပင်းရှိတယ်ဟုတ်တယ်နော်ကဲခန္ဓာကိုယ်အပေါ်ပိုင်းမှာဆိုရင်ပခုံးလမောင်းလက်ရင်ဘတ်ပြီးတရောင်စိတ်နော်လက်ချောင်းလေးတွေဒါခန္ဓာကိုယ်အပေါ်ပိုင်းခန္ဓာကိုယ်အောက်ပိုင်းမှာဆိုရင်တော့ပေါင်းလို့နော်တင်းလို့ပြီးဒူးခေါင်းလို့ခြေထောက်တို့ခြေချောင်းလေးတွေခြေပွားလေးတွေဒါကခန္ဓာကိုယ်ရဲ့အောက်ပိုင်းအစိတ်ပိုင်းတွေဖြစ်တယ် ကဲအခုဒီချေပြောပြပြီးသွားတာခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတစ်ခုချင်းစီကိုဒီချေကပြောပြပြီးသွားဖြစ်တယ်เนาะအောက်မီတို့လည်းအိမ်မှာကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကိုတစ်ခုချင်းစီကိုပြောတတ်ပြီးလို့ဒီချေကထင်တယ်เนาะကဲဒီချေနဲ့တူတူနောက်သင်ခန်းစာကိုဆက်ပြီးရေးရကြအောင်เนาะကဲဒါဟုတ်မြူကြီးဖတ်ရှုကြည့်ရင်စာနဲ့ပုံဒီချမ်းနဲ့တူဆက်ပြီးရေးလာကြည့်အောင်နော် ကဲပုံလေးကိုကြည့်လိုက်ပါဦးပုံလေးမှာဘာတွေ့ရလဲဟုတ်တယ်ဒီဘက်ကလူကြီးဒီဘက်ကကလေးသူတို့ဘာလုပ်နေရလို့ထင်လဲဟုတ်တယ်အရက်တိုင်းနေတာအရက်တိုင်းနေနောက်တစ်ခုကရောအမ်ဘာလေးတွေ့သေးလဲပုံချင်းဆက်လေးတွေ့သေးရဲ့ဟုတ်တယ်ဒါကတော့အလေးချိန်တိုင်းလာနော်အဲ့တော့လူတယောက်နဲ့တယောက်ကနော်ခန္ဓာကိုစ조사ခြင်းမတူညီဘူးအရက်ရှိတာရှိတယ်အရက်ပူတာရှိတယ်ဝါတာရှိတယ်ပိန်တာရှိတယ်ပြီးရင် အသားရေဖြူတာရှိတယ်ညိုတာရှိတယ်တယောက်နဲ့တယောက်က မတူညီကြဘူးအလေးချိန်လဲအဲ့တိုင်းပဲတယောက်ကအလေးချိန်တော့ဝရဲဆိုတော့ပို့ပြီးတော့အလေးချိန်များတာပေါ့နော်အဲ့တော့အရွယ်စားလဲမတူဘူးအလေးချိန်လဲမတူဘူးခန္ဓာကိုယ်အချိုးစားလဲမတူညီဘူးဆိုတာကိုတောက်သူမျိုးသိပါပြီနော်ကဲဒီခန်းစာမှာဆိုရင်တယောက်နဲ့တယောက်ခန္ဓာကိုယ်အစိပ်ပိုင်းတယောက်နဲ့တယောက်တူညီကြလားမတူညီကြဘူးเนาะခန္ဓာကိုယ်အစိပ်ပိုင်းတွေမတူညီကြဘူးအရွယ်စားတွေမတူညီကြဘူးအရက်တွေမတူညီဘူး အသားရေမတူညီဘူးပြီးလို့ရှင်အရွယ်စားတွေမတူညီကြပါဘူးဆိုတော့တောင်းသမီးတို့သိပါပြီနော်ကဲအားဆိုရင်ဒီချက်ကအနှစ်ချုပ်လေးကိုဆက်ပြီးတော့ပြောပြပေးမယ်ကဲအနှစ်ချုပ်လေးကိုပြောရမယ်ဆိုရင်လူတွေအားလုံးကတူညီတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရှိပြီမဲ့ဘာဖြစ်လဲ၊ကွဲပြားကြရဲဆိုတော့တောင်းသမီးတို့သိရမယ်နော်ဘလို့ကွဲပြားလဲသပင်းလေးကြောင်းတဲ့တယောက်နော်တယောက်ကသပင်းကောက်တယ်တယောက်ကသပင်းဖြောင်းတယ်နော် အရွယ်စားတယောက်ကဝါတယ်တယောက်ကပိန်တယ်တယောက်ကအရက်ရှည်တယ်တယောက်ကအရက်ပူတယ်တယောက်ကအသားညိုတယ်တယောက်ကအသားဖြူတယ်ဒါတွေကတယောက်နဲ့တယောက်မတူညီဘူးဆိုတာကိုတောင်းလို့သိပြီနော်ကဲအဆောရင်ဒီချေကအခုခန္ဓာကိုယ်အစိပ်ပိုင်းတွေမတူညီဘူးဆိုတဲ့သင်ခန်းစာကိုဒီမှာရင်ရက်ပါမယ်နော်နောက်သင်ခန်းစာမှာဒီချင်းတူဆက်ပြီးတော့တွေ့ကြမယ်နော်